Oppo ရဲ့ Color OS ဆိုတာတကယ်ငပေါ OS ဗျာဒီလားစော်ကြိုက် OS အရန်မျောလင့်နေတဲ့ဖုန်းလေးရလို့ဆိုင်ရလာပို့ပါတယ်ကျွန်တော်ဆိုင်ရပဲလာပို့ပါတော့နော်အဲ့တော့အခု unboxing လုပ်ပြမယ်ဖုန်းလေးကတော့ Oppo Find X9 Pro 6651လို့လေးဒီကောင် Global version China version တွေကတော့ထွက်တာကြာပြီကျွန်တော်တို့ AI တွေအရန်ခစ်ထလာတဲ့ကနေပြီးတော့မှ China လုံးမတုံးဖြစ်တော့ဘူး။ဘာကြောင့်လဲဆိုတော့ China Pro အနေနဲ့အလုံးတွေက AI တွေအကုန်လုံးကသူတို့ China ကိုပဲအသာပေးထားတော့ကျွန်တော်လည်းတရုတ်လိုနားမလဲတော့ AI တွေရဲ့နည်းစဉ်ပေါ်မှာဒါတွေကအရေးအစိပ်ပြတဲ့အတွက်ကိုလေကျွန်တော်တို့က global version ပဲသုံးဖြစ်တယ်ပေါ့နော် Okay သူကဒီ battery 8500 mAh ပါတယ်ဆိုတာကတော်တော်လေးကိုဆွဲဆောင်မှုရှိတယ်အာ online က ယူတူဘာတွေတက်စလုပ်ကြတဲ့အနေအထားအရလည်းသူကဘက်ထရီကတော်တော်ကြီးကိုခံတယ်လို့ပြောလို့ရတယ်ဒီမှာဒါကသူ့ Oppo ကနေပြီးတော့มาပါတဲ့ကာပါလေးပေါ့နော်အရန်ထူးထူးခြားခြားကြီးတော့မဟုတ်ဘူးအဲပပါလေးဆက်ဆက်လေးပေါ့နော်အရန်ကောင်းတယ်လည်းမဟုတ်မကောင်းလည်းမဟုတ်တာမန်လောက်ပဲပေါ့နော်ပါတယ်အဲ့တော့ဒီဘက်မှာသူဒီကျွန်တော်ပရီအော်ဒါတင်တဲ့လူတွေအတွက်ကို Oppo Find X light laser magnetic case တဲ့နော်အဲ့ဒါလေးကိုကျွန်တော်ဖွင့်ပြမယ်အိတ်ကပါလေးကတော့မိုက်မထင်တာပဲ okay သူကတော့ light လို့ပြောတာပဲကျွန်တော်တို့ peter car တို့ bank လို့လို့ carbon fiber cover တွေထပ်ဆိုင်နှစ်ဆလောက်ထူနေအနောက်ကြီးကလေဒီကတော့ ဘာစိတ်ကူးနဲ့ဒီအနောက်ကိုဒီလိုအလူမီနီယံအစင်းချောင်းပုံစံကြီးနဲ့လုပ်ထားလဲမသိဘူး။ဒါကျွန်တော်မျှော်လင့်ထားတာနဲ့ဘာမှမဆိုင်တော်တော်လေးကိုမလတော်တော်ကြီးကိုမလတဲ့ကာပါလို့ပြောလို့ရတယ်ပေါ့နော်။ကျွန်တော်တော်တော်သဘောမကျဘူး။အဖေဒါမဲ့သူကတော့ max safe ပုံစံမျိုးတုံးလို့ရမယ်။ဟောဒါကတော့ပုံပေါ့နော်။ဒါကတော့ဖုန်းမထုတ်ပြခင်ဘာဒီပါသေးလဲပြမယ်။အဲဒီမှာဖုန်းထဲမှာကတော့ မှာ Oppo Web Series Pad Series ပါဖြစ်လဲ Plus 6ဟောတော့တော့အခြားအားလေးတွေပါကြော်ညာတယ်ပြီးတော့ဒီမှာ worry free ဆိုပြီးတော့မှအော် worry free reliable and worry free ဆိုပြီးတော့မှကတ်တစ်ခုပါ international warranty စပစ်တယ် worldwide after sales post အားမိုက်လို့က Apple လိုပဲပေါ့နော်ဖေနိုင်ငံတော်ရဲ့ free screen protective film and cleaning နဲ့ဟောတော့ဒီဟာနဲ့ဆိုရင်အပေါ် screen ကတိတ်ဟိုမကောင်းတော့ဘူးပါညာဆိုရင် free သွားလဲလို့ရမယ်ပေါ့နော် ဟိုဖုန်းပြင်တဲ့အချိန်မှာလည်းအခြားဖုန်းတစ်လုံးကိုယာယီအစားထိုးပေးမယ်ဆိုတာမျိုးပါတယ်ပေါ့နော်အဲဒီမှာတော့ charger ပါတယ် cable ပါတယ် charger ပါတယ် charger က charger က80ဝက် charger ပေါ့နော်80ဝက် charger ပါတယ်အဲဒီမှာ cable ပါတယ်ဒီမှာတော့ single ထုတ်တဲ့ pin လေးတစ်ခုပါတယ်ဒါပဲပေါ့နော်အဲဒီမှာတော့9500 mAh ပါတာအရင်ကြီးတော့ appreciate ဖြစ်เสียမလို့ဗျာ။ဘာကြောင့်လဲဆိုတော့ဖုန်းကအခွန်မချို့ရသေးဘူး။လက်ထဲမှာကင်လိုက်တာနဲ့ဟို ကျွန်တော်တို့အိမ်ဆောက်တဲ့တိုက်ဆောက်တဲ့ဟာဒူပဲပေါ့နော်ဒီမှာအတုံးကြီးပေါ့နော်အတတော်ထူတယ်လို့ခံစားရတယ်။ဘာဆိုဇဖိုး7ကနှာခေါက်ခေါက်ထားရတာလဲဆိုရင်တော့ तू ကအတူတူလောက်ဖြစ်မယ်ထင်တာပဲ။ဘာကြည့်ဇဖိုး7နှာခေါက်ခေါက်ထားနေတော့အတူတူပဲတော်တော်တော့တော်တော်တော့ထူတယ်။ဒီကောင်ကင်မရာလည်းအရန်ကျန်းတယ်ပြောတော့ အဓိကဒီကောင်ကိုတုံးနေတာ Color OS 16ကိုဆန်းနေတာ Color OS 15မှာတည်းကတတော်လေးကိုကြွေခဲ့တာဗောနော်ဟိုကျွန်တော်တို့ဒီဖုန်းဝါသနာပါတဲ့လူတွေဗောနော်ဖုန်းသမားတွေဆိုရင်တသက်လုံးက Oppo ရဲ့ Color OS ဆိုတာတကယ်ငပေါ် OS ပြာသိလားစော်ကြိုက် OS ဆိုပြီးတော့မှကျွန်တော်တို့ကပြောခဲ့တာကနေပြောဒီ Color OS 15မှာကျတော့လုံးဝ amazing change ဗောနော်တကယ်ကိုအရင်တော့ Android ထဲမှာအကောင်းဆုံးအဖြစ်တည်တဲ့ရက်တည်နေတဲ့ဒီ Samsung ရဲ့ One UI နဲ့တောင်မှ ချိန်ပြီးတော့မှရွေးလို့ရတယ်အချို့အပိုင်းတွေမှာဒီ Oppo ရဲ့ Color OS ကတော့တာဝါပြီလို့ပြောလို့ရတာမျိုးတွေထိဖြစ်တဲ့အတွက်ကျွန်တော် Oppo N5 ဆိုတဲ့ဖုန်းဆိုရင်6လလောက်ကင်လိုက်သေးတယ်ခေါက်ဖုန်းလေးအဒါ Oppo ဖုန်းတစ်လုံးကိုလက်ထဲအကြုံးကင်ဖြစ်ခဲ့တာပေါ့နော်အဲ့ဒီဖုန်းကင်ခဲ့တဲ့ feeling ကြောင့်လည်းကျွန်တော်ဒီဖုန်းကိုအခုထပ်ပြီးတော့မှအာအမောစင်လုတ်ဖြစ်တာပေါ့အဲ့တော့ဒီမှာဒီဇိုင်းလေးကိုနည်းနည်း show လိုက်ပါ ရှီရှောင်းပါလျာဟာโอเคအဲ့တော့စမ်းသုံးကြည့်လိုက်မယ်အဆင်ပြေတယ်မပြေဘူးကိုဗီဒီယိုထပ်လုပ်ပေးနိုင်ဖို့မျှော်လင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ခရီးပေးပြီးမလုပ်ဖြစ်မှာမလို့ပါ။အားလုံးပဲ bye bye ကျွန်တော်ကတော့စစောနိုင်ပါစစော mobile ရဲ့ founder ပါ။ကျွန်တော် Oppo 5X9 Pro Global Version လေးကို unboxing လုပ်ပြတာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။